အလုံးပဲမင်္ဂလာပါဗျာ။ကောင်းစက်သတင်းထလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းကြတော့ဒေါ်လက်ခိုင်မသူ့ရဲ့လုံခြုံရေးနဲ့နေရာတိုင်းသွားလို့မရတဲ့အကြောင်းကိုရင်ဖွင့်လာတဲ့ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒရမတို့သူ့ခိုင်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ရင်ဖွင့်ပြောဆိုထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်သတင်းထလာမှာအတူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မင်္ဂလာပါရှင်အားလုံးလည်းသိပြီပါပြီဒါပေမဲ့ပထမဆုံးအနေနဲ့တော့မိတ်ဆက်ပြီပါအောင်နော်အော်ကျမဒေါက်တာတတ်သက်ခိုင်ပါအဲပြည်သူ့ရှေ့ဆောင်ပါတီရပါရှင်ဟုတ်ဒီလာမဲ့ရွေးကောက်ပွဲမှာလည်းကျမရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ရဲ့အဲ FPTP ပေါ့နော်နိုင်သူအကုံယူအချမ်းပဲပေါ့ရှင်အဲ့မှာအမဲဆန္ဒနဲ့နှစ်ကနေပါဝင်ရှင်ပြိုင်မှာဖြစ်ပါလေရှင်လက်ရှိအနေထားမှာပေါ့လေပြည်သူ့လုံးပါတီအနေနဲ့လှုပ်ရှားနေရလဲကျွန်တော်တို့တွေ့ရတယ်အခက်ခဲနေစင်ခုံမှုတွေပါလေရှိနေလေအခက်ခဲကတော့လုံခြုံရေးပါပဲရှင်လုံခြုံရေးကိုကျမနေရာတိုင်းလဲမသွားရဲဘူးပေါ့နော် လုံခြုံရေးလေးခက်ခဲရှိပါတယ်ရှင့်စိန်ခေါ်မှုလို့ပြောရင်တော့လေဟိုကျမစိန်ခေါ်မှုတော့တိတ်တော့မကြောက်ဘူးပေါ့နော်စိန်ခေါ်မှုတွေကိုလည်းကြော်ဖြတ်ဖို့ပဲအဲစဉ်းစားထားပါတယ်ရှင့်ဟိုအခက်ခဲတော့လုံခြုံရေးပါရှင့်ရွေးကောက်ပွဲမှာချုပ်ပြည်သူတွေကမဲလာထဲဖို့အတွက်နည်းနည်း confuse ဖြစ်နေရရှိတယ်ပြည်သူတွေကဘာပြောကြလဲ အဲကျမလေးဟိုဒီဒီ2025ပေါ့နော်အထွေထွေရွေးကောက်ပွဲကြီးအအောင်မြင်မြင်ဖြစ်ပြီးတော့မှရွေးကောက်ခံအစိုးရတက်ပြီးတော့မှကျမတို့မြန်မာနိုင်ငံလဲဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်ဖို့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီရွေးကောက်ပွဲမှာမဲထွက်ပေးကြဖို့အရေးကြီးပါလေရှင်အဲအဲ့ဒါတော့လေပြည်သူလူထုတွေကနေပြီးတော့မှအဒါလေးတော့အဲ့ကျမထင်တာလေဒါလေးပေါ့အခုပြောနေတာတွေကမဲထွက်မပေးနဲ့လို့ဘာလို့ပြောနေတာရှိတယ်အဲ့ဒါကိုနားမယောင်ကြပါနဲ့ရှင်အဲဘာဖြစ်လို့လဲဆိုလို့ရှင်ဒီရွေးကောက်ပွဲဒီအဲရွေးကောက်ပွဲဒီအဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မဲ့ရွေးကောက်ပွဲဖြစ်တယ်။အဲနောက်တစ်ခုကတော့မဲပေးချင်းတီလည်းနိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တယ်လို့တာဝန်လည်းဖြစ်တယ်လို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင့်။ဒီရွေးကောက်ပွဲကနေပြည်သူ့ရဲ့ဘာတွေမျှော်လင့်ရမလဲ အဲရွေးကောက်ပွဲပြီးရင်တော့လေဒါရွေးကောက်ခံအစိုးရဖြစ်သွားတာပေါ့နော်ရွေးကောက်ခံအစိုးရဖြစ်တဲ့အတွက်နောက်လွှတ်တော်ပေါ်လာမယ်ဒါလွှတ်တော်ပေါ်လာတဲ့အတွက်ကိုလွှတ်တော်ကဥပဒေပြုရေးအာဏာအစိုးရအနေနဲ့တော့အုပ်ချုပ်ရေးအာဏာပေါ့နော်ပြီးလို့ရှိရင်တရားစီရင်ရေးအာဏာဒီဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့အာဏာကြီး၃ရခွဲဝေပြီးကျင့်သုံးတာပေါ့ရှင့်အဲ့ဒါလေးတွေကဒါပြည်သူကမျှော်လင့်ရမှာဖြစ်ပါတယ်ရှင့်အဲအဲ့ဒါပြီးပြန်တော့လေ ဒီကိုစလဲနေပေါ့နော်ကိုစလဲနေဒီပြည်သူရဲ့မဲနဲ့လွတ်တော်မှာတွားပြီးတော့မှအလုတ်လွတ်တော်ကိုစလဲရွေးကောက်ခံကိုစလဲနေနဲ့အလုတ်လောက်ကြတဲ့အချိန်မှာသူတို့မှာတာဝန်၃ရက်ရှိပါတယ်ရှင်နံပါတ်၁ကတော့ကိုစားပြုခြင်းပါပြည်သူလူထုကိုစားပြုရမယ်ပြည်သူအတန်ကိုလွတ်တော်ကလွတ်တော်ရင်းမှာပေါ်ပြပြီးတော့မှဒီအစိုးရတည်အောင်တော့တရားစီရင်ရေးကတည်အောင်ပေါ့နော်အဲဒါလေးဆောင်ရွက်ရမယ်ဒုတိယကတော့ဥပဒေပြုခြင်းပါရှင်ဥပဒေပြုခြင်းကတော့ဒါလွတ်တော်တွေကဥပဒေပြုအာဏာကိုကျင့်သုံးတယ်ဆိုတာ အဲတကယ်တမ်းကျတော့ပြည်သူဆိုရက်မျက်မှန်နဲ့ဟိုပါပေါ့နော်ဥပဒေကိုကြည့်ပြီးတော့မှပြည်သူတွေအတွက်အကျိုးရှိတဲ့ဥပဒေလားပြည်သူတွေလိုက်နာနိုင်တဲ့ဥပဒေလားဒီလိုလိုက်နာခြင်းအပြင်ပြည်သူလည်းအကျိုးရှိတဲ့နိုင်ငံနိုင်ငံတော်လည်းအကျိုးရှိတဲ့နှုတ်နှစ်ဖက်အကျိုးရှိပြီးတော့မှရေရှည်ကောင်းဖို့အတွက်လားဆိုတော့ဒီပြည်သူဆိုရက်မျက်မှန်နဲ့ကျွန်တော်တို့က ဟိုလွတ်ဟိုပေါ့ဥပဒေပြုရေးဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင့်နောက်တတိယတစ်ခုကတော့အစိုးရနဲ့နောက်တစ်ခုကအဲဒီတရားစီရင်ရေးနဲ့အပြန်လည်ထိန်းချောင်းတာပေါ့နော်ဆိုလို့ရှိရင်အစိုးရဘက်ကအစိုးရဘက်ကအကောင့်ထက်ပေါ်တဲ့ကိစ္စတွေအုပ်ချုပ်ရေးအာဏာကျင့်သုံးတဲ့နေရာမှာပြည်သူမှာဘာတွေနစ်နာတာရှိလဲအဲဒါမှမဟုတ်တရားစီရင်ရေးခန္ဓာမှာလည်းပြည်သူဘက်ကဘာတွေနစ်နာတာရှိလဲအဲဒါတွေကိုကျွန်တော်တို့ကပြည်သူအတန်အနေနဲ့လွှတ်တော်ထဲမှာပြောလို့ရမယ်အဲပြောလို့ရခြင်းအပြင်ဒါအစိုးရနဲ့တရားစီရင်ရေးကလည်းနားမထောင်လို့မရဘူးပေါ့နော်အဲကြတော့ဒါပြည်သူရဲ့ အတန်ပို့ကျက်လောင်လာပြီးတော့မှပြည်သူပိုးပေါင်းပါဝင်တဲ့အုပ်ချုပ်ရေးစနစ်လို့ပေါ့နော်ဒါလေးဖြစ်လာမှာဖြစ်ပါတယ်ရှင်ဆိုလက်ရှိအနေထားကတော့ဒါဒီငင်းငယ်ဖို့ရမယ်တော့ပေါ့နော်ရွေးကောက်ပွဲငင်းငယ်ဖို့ရတယ်နည်းနည်းချိတ်ဆက်ပြပါလားဟိုအရေးကြီးပါတယ်ရှင်ကျွန်မငင်းချမ်းရေးရလေအဲငင်းချမ်းရေးဆိုရင်တော့၃ခုလုံးနဲ့ရေးကြည့်တယ် အဲနံပါတ်၁ကဘာလဲဆိုငင်းချမ်းရေးကိုတိုင်အရေးကြီးတယ်။နံပါတ်၂ကကျတော့နိုင်ငံရေးအရာအငင်းပွားမှုတွေပြည်လဲသွားဖို့ပေါ့နော်။ဒါအရေးကြီးတယ်။နံပါတ်၃ကတော့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်။အဲ့၃ခုကဖို့ခနောက်လို့ဖြစ်နေတာပေါ့နော်။ဖို့ခနောက်လို့ဖြစ်ပြီးတော့မှလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရင်လည်းငင်းချမ်းရေးကိုအားပေးမယ်။ငင်းချမ်းမှလည်းအဲဟိုပေါ့နော်လောက်ရကန်ရအဆင်ပြေပြီးတော့မှလူမှုစီးပွားဖွံ့ဖြိုးမယ်။အဲနောက်တစ်ခုကတော့ဒီနိုင်ငံရေးအရာပေါ့။နိုင်ငံရေးအရာသဘောတူညီချက်တွေပေါ့နော်။ဒါရဖို့ဆိုလို့ရှိရင်ဒါညှိနှိုင်းရတာတွေရှိမှာပေါ့ရှင်။ညှိနှိုင်းရတော့ဒီစပွဲဝိုင်းကိုလာပြီးတော့မှနိုင်ငံရေးနီလန်းနဲ့ ုင်ငံရေးလမ်းကြောင်းပေါ်တက်ပြီးနိုင်ငံရေးနီးလမ်းနဲ့အဲကျွန်တော်တို့ဒီဒီနိုင်ငံရေးအရာလိုလားချက်ရှိတဲ့သူတွေကစပွဲဝိုင်းမှာထိုင်ပြီးစကားပြောပြီးတော့မှဟိုဒီလက်နက်ကင်လန်းစင်ကိုစွန့်လွတ်ဖို့ပေါ့เนาะအဲ့ဒါမှကျွန်တော်တို့ငြိမ်းချမ်းရေးလည်းရမှာဖြစ်ပါတယ်ရှင့်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဖို့ခနောက်၃ခုလိုပါပဲရှင့်အရေးကြီးပါတယ်ရှင့်ဆိုတော့အထူးကရွေးကောက်ပွဲပြီးရင်လည်းငြိမ်းချမ်းရေးလုပ်ငန်းစင်တွေကလည်းဒါတွေပဲဖြစ်မှာပဲလို့တင်ကြီးပေးနေလူတွေရှိတယ်အဲ့တော့ရွေးကောက်ပွဲပြီးသွားတဲ့ခါကျရင်ငြိမ်းချမ်းရေးလုပ်ငန်းစင်တွေကအခုတို့တင်ကြီးပေးနေတဲ့အတိုင်းဖြစ်သွားနိုင်လားပြန်အွန်လိုင်းနဲ့ဒီတဲ့ပို့ပြီးတော့ကောင်းလာနိုင်လားဆိုးသွားနိုင်လားဟိုအထူးကတော့ဒီလုပ်ငန်းစင်ကတော့ ဟို NCA ပေါ့နော် NCA နဲ့ဆက်မှာအခုတိုင်းဟိုပေါ့လက်နဲ့ကိုင်းလေအများကြီးရှိနေတယ်လေအများကြီးရှိနေပြီးမြို့ပေါ်ထိကိုမလုံခြုံမှုဖြစ်နေရပေါ့နော်အဲဆိုတဲ့အခါကျတော့ဒီငိမ့်ချမ်းရေးရဖို့တော့ပထမတော့ cease fire ပေါ့ပြည်သူတွေအလိုအပြစ်ခတ်ရဆဲခြင်းအပြင်ပြည်သူတွေရဲ့ဘဝလုံခြုံသွားတာပေါ့နော်အဲ့ဒါလုပ်ရင်းနဲ့ဒီ NCA ဘက်မှာလက်မှတ်ထိုးပြီးလို့ရှိရင်စကားပြောကြတာပေါ့နော်ဆိုလို့ရှိရင်လုပ်ငန်းစဉ်ကတော့ဒါပဲဖြစ်မယ်ဒါပေမဲ့ရလက်ပို့ထွက်နိုင်တယ် ဟိုရလာထွက်ချင်းမထွက်ချင်းစကားပြောတာပေါ့ရှင်ဟိုရလာထွက်ဖို့ကြတော့လေဟိုပြည်သူလူထုလည်းအပြည်သူလူထုအတန်ပြုတ်ရမယ်အပြည်သူကိုစားပြုတဲ့အတန်လွှတ်တော်ရလာမယ်ပေါ့နော်ပြီးအစိုးရလည်းအစိုးရသဘောထားရှိမယ်တပ်မတော်ကလည်းတပ်မတော်ရဲ့သဘောထားရှိမယ်အဲပြီးလို့ရှိရင်လည်းလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းသူ့သဘောထားတွေရှိကြမယ်ပေါ့ဆိုလို့ရှိရင်ဒီမတူညီတဲ့သဘောထားတွေဟိုနည်းနည်းဟိုပါပေါ့ရှင်ဒီ gap ကိုအဟောက်ကိုဟိုပါပေါ့နဲနိုင်တဲ့မြတ်နဲအောင်ကျမတို့လှုပ်ပြီးတော့ရလာထွက်အောင်လှုပ်ဖို့ရည်ကြီးတာဖြစ်ပါတယ်ရှင်ညီညာကြီးကနှိပ်ပြီးတော့ဝေးပြီးလား ငင်းချမ်းရေးကတော့ဟိုနေချင်းညချင်းလှုပ်လို့တော့မရဘူးပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီငင်းချမ်းရေးလှုပ်ဖို့ဆိုရင်လဲဟိုတောင်းဆိုတာတွေကပေါ့နော်တောင်းဆိုတာတွေကကျမတောင်းဆိုတဲ့လူဘက်ကလည်းတကယ်ဖြစ်နိုင်တာဖြစ်တင်တာကိုတောင်းဆိုတဲ့ ਨੇ နောက်ပေးရမဲ့လူဘက်ကလည်းပေးရမဲ့သူဘက်ကလည်းအဲဖြစ်တင်ဖြစ်ထိုက်တယ်အဲပေးလို့ရတယ်ဆိုရင်လည်းပေးစေချင်တာပေါ့ရှင်အဲ့ဒါမှရလတ်ထွက်မှာပေါ့ရှင်ရလတ်ထွက်ပြီးရင်တော့ကျမတို့က confidence building ပေါ့နော် confidence ဆိုတာ confidence building ကနေနောက် trust building ပေါ့အဲဒါမျိုးလေးတစ်ဆင့်ချင်းတစ်ဆင့်သွားအောင်မှာဖြစ်ပါတယ်ရှင် အဲဆိုတော့လေအဲအဲ့ဒါဘာရေးကြည့်လဲဆိုရင်နံပါတ်1ကပါဝင်ကြသူအကုန်လုံးရိုးသားဖို့ရေးကြည့်တာပေါ့နော်ရိုးရိုးသားသားနဲ့ကိုယ်တိုင်းပြည်အတွက်ကိုယ်နိုင်ငံတော်အတွက်တကယ်ကောင်းမဲ့ဟာပေါ့နော်ပြီးလို့ရှိရင်ကိုယ်ဒေသအတွက်တကယ်ကောင်းမဲ့အချက်အလက်တွေဒါတွေကိုကျမတို့ကတောင်းတင်ပါလေရှင်တကယ်လို့တကယ်တောင်းတဲ့ချက်လက်တွေကလည်းတကယ်နိုင်ငံအတွက်ဒေသအတွက်အကျိုးရှိမှလေဆိုရင်လည်းပေးတဲ့လူကလည်းပေးတင်ပါလေရှင်အဲ့ဒါကြောင့်မို့ဟိုနှစ်ဦးနှစ်ဖက်ပေါ့နော်ဟိုနှစ်ဦးနှစ်ဖက်ဆိုတာထက်ဒီဟိုပါပေါ့နော် ရိုးသားဖို့ရေးကြည့်တာပေါ့ရှင်ဟိုပါဝင်ကြသူအကုန်လုံးကလေရိုးရိုးရိုးသားဖို့ရေးကြည့်ပါလေရှင်ကျတော့ဒါတော့နောက်ဆုံးမေးဖို့မှာအဲ့တော့ရွေးကောက်ပဲပြီးရင်ဘုရားနေပယ်မှာအစ်စ်တွေမြင်ရနိုင်လားအဲကျမဘေးတင်တော့မဟုတ်တော့ဟိုဆိုလို့ရှင်ဒါကဟိုပြည်သူကဘလို့မဲပေးလဲပေါ့လဲမူတည်တယ်ပြည်သူတယောက်ချင်းကဘလို့တွေးပြီးတော့မှဘလို့မဲထွက်ပေးကြတာလဲမဲရလက်ကဘလို့ဖြစ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးပေါ့နော်အဲအဲ့ဒါကြောင့်မို့ကျမချိုးပြောရတော့ခက်တယ်ဒါပေမဲ့တေချာပေါ့ပြောနိုင်တာကဘာလဲဆိုလို့ရှင် ေပါဝါရှယ်ရင်းပေါ့ရှင်အဲပါဝါရှယ်ရင်းအဲဒီအာဏာမျှဝေတုံးဆွဲတာပေါ့နော်ကျွန်မပြောချင်တာဘာလဲဆိုရင်အဲလွှတ်တော်တွေကိုဟိုဒီရွေးကောက်ခံပြီးတော့မှပါတီတွေရောက်လာမယ်နော်အစိုးရဖွဲ့တဲ့အချိန်ကျရင်အစိုးရဖွဲ့တဲ့အချိန်ကျရင်ပါတီတွေပါတီတွေကိုရဲ့ကိုကိုစလဲတွေလည်းအစိုးရဖွဲ့မှာပါဝင်ဖွဲ့စည်းတာပေါ့နော်ပြီးလွှတ်တော်ထဲမှာလည်းအဲဒါအထူးထူးလှုပ်လှုပ်ကြတာပေါ့အဲဒါမျိုးလေးပါဝါရှယ်ရင်းတော့ဖြစ်လာမယ်လို့ကျွန်မထင်ပါတယ်ရှင့်ကျွန်တော်တခြားဘာထပ်ပြောရရှိလဲအဲ ဟိုလူပြောင်းခြင်းမပြောင်းခြင်းထက်ပေါ့နော်ဆိုလို့ရှိရင်လူမပြောင်းမှုပဲထားလူမပြောင်းမှုပဲထားဒါပေမဲ့ပြောင်းသွားတာစနစ်ပြောင်းသွားတယ်ရွေးကောက်ခံအစိုးရရဲ့အဲဒီဒီဟိုအုတ်ဆောင်ဖြစ်သွားတယ်ပေါ့နော်ဆိုလို့ရှိရင်ခုနကပြောသလိုဟိုဒီမိုကရေစီရတက်လာတယ်ဒီမိုကရေစီရွေးကောက်ပွဲတွေရတက်လာတဲ့အစိုးရဖြစ်တဲ့အခါကျတော့လွှတ်တော်တန်လင်းနားထောင်ရမယ်ပြည်သူတန်လင်းနားထောင်ရမယ်အဲအဲ့လိုပေါ့နော်အဲဆိုလို့ရှိရင်လူမပြောင်းမှုဝဲထားကျွန်မထင်တာတော့အများကြီးတော့ပြောင်းသွားမှာပါရှင့်အုတ်ချုပ်ရေးမှာလေအများကြီးပြောင်းသွားနိုင်ပါတယ်ကျေးဇူးပါကျေးဇူးပါရှင့် Thank <laughs> you.